ဟယ်လိုဂျီဒီနေ့တော့ဂျီရဲ့မတွေ့ရကြတဲ့တငယ်ချင်းလေးနဲ့တရုတ်တန်းမှာချိန်ပြီးတော့မုတ်ဒီပတ်စာဖြစ်ပါတယ်။အမြဲတမ်းစားနေကြယူပဲထထစားဖြစ်နေရဆိုတော့ဒီတစ်ခါအစ်စ်ပေါ့နော် street food အစ်စ်လေးတွေရှာပြီးစားဖြစ်ပါတယ်။ဝက်နံယိုကြော်နဲ့ဝက်သားလုံးကြော်ရောင်းတဲ့ဆိုင်လေးပါဒီကတော့ဝက်နံယိုကြော်လေးတွေပေါ့နော်တပွဲဝ9000ရောင်းနဲ့6ခုပါပါတယ်ဆိုင်နံပါတ်3ကြီးရဲ့ပြီးတော့သူ့ဘေးကရက်ကကိုကိုမာလာတံပြားခင်ဆိုင်မှာလဲဝယ်ဖြစ်ခဲ့တယ် အကင်သေးတွေကတော့ဈေးကအစားစားပဲပေါ့နော်အသားတွေက2000 3000 3500အမျိုးမျိုးရှိတယ်ပဲပြားရောဂျီဈေးမမေ့ခဲ့မိပါဘူးဂျီခုနလက်မကင်ထားတဲ့ခုနှစ်ချောင်းကအားလုံး1000ခွဲစွန်းစွန်းလေးကြပါတယ်တံပြားကင်ကအစတော့ကတော့အဲ့နာလေးမှာစောင့်နေသေးတယ်ပေါ့နော်နောက်ပုံစံတော်တော်ကြာမဲ့ပုံဖြစ်နေရတယ်ဂျီတို့ကောင်းချင်းထုတ်အရင်သွားဝယ်ဖြစ်ပါတယ် ပြီးတော့ဘိုက်စာနေရနဲ့နောက်တစ်မျိုးပါစားကြရင်ကောင်းမလဲဆိုပြီးလိုက်ရှာတာ Lamro Lante ကကော်ကျော်ဆိုင်လေးမှာထိုင်စားဖြစ်ပါတယ်။ခုနကဝက်နံ့ရိုးကျော်နဲ့အကင်ဆိုင်ကစင်အိုရန်လန်ထိန်တာလေးမှာပါ။အခုကော်ကျော်ကတပွဲကို9000မှာသူကပွဲကြီးလေးရှိတယ်လို့ပြောတယ်ဗောနော်။ပွဲကြီးရာ1000နဲ့အသားပူပါတယ်လို့ပြောပါတယ်။ဂျီရိုကတော့ပွဲသေးသေးပဲမှားထားတယ်။တပွဲကို9000မှာအပြော့တပွဲအကျွတ်တပွဲမှားထားပါဗျ။ ခုနဝယ်လာတဲ့ဝက်နံရိုကြော်ကလေးအသားတုံးကြီးတယ်အသားပါတာလည်းများပြီးတော့အရသာလေးလည်းစားလို့ကောင်းပါတယ်။ကော်ကြော်ကအပေါ်မှာကနန်းဖက်လေးတင်ပေးထားတာများတယ်အရသာလေးလည်းမဆိုးပါဘူး။ဂျေကအမှန်တော့အပြော့ကိုတိတ်ပြီးတော့မကြိုက်ဘူးပေါ့နော်။အာဂျေရဲ့အကျွတ်ကြော်လေးကမလာသေးတော့အပြော့ကြော်ပဲအရင်စားနေရပါ။ကော်ကျော်အကြီးတတော်လေးကြိုက်တာမို့လို့တရုတ်တန်းဘက်ရောက်ဖြစ်တိုင်းစားဖြစ်တာတော့များပါတယ်။ဒါပေမဲ့တချို့ဆိုင်တွေကလက်ရသိမ့်မမှန်ပါဘူး။ သူအကျွတ်ကျော်ပေါ်မှာလည်းကနန်းဖက်လေးတင်ပေးထားတာများပါတယ်အကျွတ်ကျော်အရသာလေးလည်းစားလို့ကောင်းပါတယ်ကော်ကျော်ကတော့လောလောဆယ်ဟိုဆိုင်စားလိုက်ဒီဆိုင်စားလိုက်ပြောင်းစားဖြစ်နေရပါတော့။အခုစားခဲ့တဲ့အုတ်ကကျော်ဆိုင်လေးကတော့စားလို့ကောင်းပါတယ်။ ပြီးတော့ဂျေရိုတံပြားကင်လေးပြန်သွားယူစားဖြစ်ပါတယ်အရင်ဆုံးမြင့်ကြည့်မိတာစိတ်သားကင်ပါအရသာလေးမဆိုပါဘူးစိတ်သားကင်က2000ဒီဟာကရေပွဲကင်ပေါ့နော်ရေပွဲက3500ရေပွဲကင်ရဲ့အရသာလေးတော့တော်တော်လေးကြိုက်ပါတယ်သူ့ရဲ့မာလာရတာကတော့ခက်လေးလေးလေးနဲ့အရသာနည်းနည်းလေးပြင်းပါတယ်ဆက်တာမျိုးတော့မဟုတ်ဘူးပေါ့နော်အရသာလေးနည်းနည်းပြင်းတာပါ မလာရတာထူးထူးထက်ထက်လေးပေါ့နော်ကြီးအတွက်တော့စားရအဆင်ပြေလို့ကြိုက်ပါတယ်ပြီးတော့အီပြေဆိုပြီးတော့စင်ဟိုရန်လန်နေရအေးဆိုင်လေးကိုရောက်ခဲ့ပါတယ်ကြည်စားတာကတီးဆုံ USA ပါတံမြာရတာချွတ်ချွတ်ချင်းချင်းလေးနဲ့ပါဈေးက6500ပါ အခုခေတ်လူငယ်တွေတော့ဒီတီးဆုံကိုဂျပန်တို့ USA တို့ခွဲပြီးခေါ်လာမသိဘူးပေါ့နော်ဂျီရိုငယ်ငယ်တုန်းကတော့16လမ်းအေးဆိုင်နဲ့ဒီဆင်းဝရန်အေးဆိုင်ကနာမည်ကြီးပါတီးဆုံ USA ဂျပန်ဆိုပြီးတော့အချို့နဲ့အချင်းကိုခွဲခေါ်ပါတယ်ဒါဆိုနောက်မှထပ်တွေ့မယ်နော်တတား